အလုံးမလောက်ဗျဒီနေ့ကျွန်တော်တို့ P2P ကနေပြီးတော့ USD အင်း100လောက်ကျွန်တော်ဝယ်ကြည့်အောင်ဗောနော်ဝယ်ကြည့်ပြီးတော့အော်ဒီကျွန်တော်တို့ Web3 wallet နဲ့ exchange ကိုအပြန်လန်းကျွန်တော်အော်အဲ့တရားကိုကျွန်တော်လွှဲပြောင်းမှာဖြစ်ပါတယ်โอเคဒါကတော့ညီလေးတရားမိထားမိကုန်ပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ account ထဲမှာကျွန်တော်ဒေါ်လာ100ထည့်လိုက်မယ်ဗောနော်ဒေါ်လာ100လောက်အရင်ထည့်လိုက်မယ်ဘာလို့ဒီကောက်ကကျွန်တော် tutorial လုပ်တဲ့ account စမ်းတဲ့ account ဖြစ်ဒီ account ထဲမှာကျွန်တော်ပတ်စံမရှိဘူးဗောနော်ပတ်စံမရှိရတဲ့အတွက်ကြောင့်ကျွန်တော် P2P ကနေပြီးတော့ USDT တရားကိုအရင်ဝယ်လိုက်မယ်ဗျအဲ့တော့ P2P တရားကိုသွားလိုက်မယ် ပြီးသူပြီးရောက်သွားလိုက်မယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်လုတ်ပြနေကြအတိုင်းပဲဖြစ်တယ်ကျွန်တော် KP ကနေဝယ်မှာဖြစ်တဲ့အတွက်ကြောင့်အော်ကျွန်တော်တို့ဝယ်မယ်ဆိုတော့ဖြစ်တဲ့ USD ဝယ်ချင်တာဖြစ်တဲ့ကြောင့်ဒီမှာ buy ကိုရွေးပေးမယ် buy ကိုရွေးပေးပြီးတော့ KP နဲ့ပြီးမှဖြစ်တဲ့ကြောင့်ဒီ payment method မှာကျွန်တော်တို့ KP ဆက် pay ကိုကျွန်တော်တစ်ချက်ရွေးလိုက်မယ်ပေါ့နော် pay in confirm လုပ်လိုက်မယ် okay KP ဆက် pay ကိုရွေးပြီး confirm လုပ်လိုက်ပြီဆိုဒီမှာ KP ဆက် pay နဲ့ပဲပတ်သက်တဲ့ match chance အကုန်လုံးကျလာလိမ့်မယ်ပေါ့နော်အော်ကျွန်တော်တို့ဒီမှာ69ရာခိုင်နှုန်း trade က69ဟိုနဲ့ကျွန်တော်တို့ဟောဒီ positive post ပြန် like ရတာ99.68ဆိုဒီတယောက်ကိုကျွန်တော်တစ်ချက်လေးကြည့်ကြလိုက်အဲ့တော့ကျွန်တော်တို့ကဒေါ်လာအာ100ဆိုတော့4000ကျော်နဲ့ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်အာ4300900ရာထောင်စင်ဘယ်လောက်ရမလဲ102 4300900ရာထောင်ဆိုလို့ရှိရင်ကျွန်တော်ရမယ်ဟာက102ပဲโอเค4300โอเคအဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ လေးသိန်းသုံးသောင်းဘူကီပေးဝယ်ရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုတော့ your receipt က USDT ကဘယ်လောက်ရမလဲဆိုတော့တရားရအောင်เนาะတိတိကျကျသိကြင်ဒီဘက်မှာ buy USDT ကိုတစ်ချက်နေလား USDT တရားလို့ရိုက်ထည့်လိုက်လို့ရှိရင်ခု10ရတရားလို့ရိုက်ရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာပေးရမယ့်အမောင်းကကျွန်တော်မြန်မာငွေက၄သိန်း2900တစ်ဆက်နဲ့တင်ပေါ့ဗျာပြောရမစင်၄သိန်း2400ဆို၄သိန်း2500ပေါ့ဗျာဟောနော်တိကျဆိုတော့အဆုံးထွက်ဒီပါညာလက်မခံဘူးဖြစ်တော့ကျွန်တော်၄သိန်း2000 ခု100ရာထောင်နေသိ2000 5000ဆိုရှင်ကျော် USD 100ဆုံဆုံးနေရမယ်ဗျာโอเคเนาะအဲ့တော့ကျွန်တော်ဒါဒါဆိုလို့ရှင်ကျွန်တော်တို့ကအာဒီမှာဆိုလို့ရှင်လည်းရေးထားတယ်တပ်ပါတီအကောင့် accepted ဆိုတပ်ပါတီဒီလက်ခံနေပေါ့ဗျာပြောမယ်ဆိုလို့ရှင် okay အဲ့တော့ကျွန်တော်တို့ကဒီမှာစပြီးတော့ကျွန်တော်တို့ဝယ်မယ်ပေါ့ဗျာအဝယ်မယ်ဆိုတော့ကျွန်တော်တို့က place order ကိုတစ်ချက်နှိပ်လိုက်လို့ရတယ်ပေါ့နော် place order ကိုကျွန်တော်တစ်ချက်နှိပ်လိုက်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာ place order ကိုတစ်ချက်နှိပ်လိုက်ပါ โอเคအဲ့ဒီမှာကျွန်တော်တို့က KB တောင်းလိုက်ပြီเนาะโอเคအဲ့ဆိုသူက KB name ပေးလာပြီဗောနော KB name ပေးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူရဲ့ KB name တွေကိုကျွန်တော်က copy ပို့လိုက်အောင်เนาะကိုပြီးပြီးတော့ကျွန်တော် KP ကိုဝင်လိုက်ပါဘောနော် KPI process ကကျွန်တော်ဒီမှာမပြတော့ကျွန်တော်တို့ငွေလွှဲတဲ့ပုံစံချင်းအတူတူပဲထည့်ရတဲ့ကြောင်းကျွန်တော်အကောင့် information တွေပေါအောင်မှာဆိုလို့ငွေလွှဲပြီးပါပြီပေါ့နော်အဲ့တော့ကျွန်တော် seller ဘက်ကနေပြီးတော့ confirmation ဆောင်အောင်ပေါ့ Okay ဒါဆိုလို့ရှိရင်ကျွန်တော် B2B order complete ဖြစ်သွားပြီကျွန်တော်ဒီမှာ funding account ထဲမှာအာဒီမှာ not deposits into your funding account ဆိုဒေါ်လာ100 USD 100ကဒီ funding account ထဲကျွန်တော်ရောက်သွားပြီပေါ့နော် Okay ဒီမှာ positive ပေးလိုက်လေရတယ် positive ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ account ထဲမှာပါရောက်လာမယ်ဆိုတော့ကျွန်တော်တို့ USD assets ထဲမှာကျွန်တော်တို့ USD 100 assets ထဲ funding ထဲမှာကျွန်တော်တို့ USD 100ဆိုတာရောက်လာလိမ့်မယ် ဒီမှာเนาะ USD 100ဆိုတော့ရောက်လာလိမ့်မယ်โอเคအဲ့တော့အဲ USD 100ရောက်သွားပြီเนาะအဲ့ USD 100ကိုကျွန်တော်တို့ကဘာလို့လွှဲချင်လဲဆိုတော့ကျွန်တော် Binance Wallet Binance Wallet ထဲကိုကျွန်တော်တို့ကလွှဲချင်နေဆိုလို့ရှိရင်ဒါလွယ်လွယ်လေးပဲเนาะအော်ဒီမှာဆိုလို့ရှိရင် Binance Wallet ထဲမှာ၅ချက်ပဲရှိရေเนาะဒီမှာ၅၅ချက်၅ချက်ပဲရှိတယ်၅ချက်ဆိုတာကလည်းဒီ assets ထဲမှာရှိသမျှ coin တွေ crypto တွေစုစုပေါင်း၅ချက်ကိုပြောတာเนาะအော် USDT ၅ချက်ကိုပြောချင်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့က အာဒီမှာကျွန်တော်ဟိုတနေ့ကပြောခဲ့တာဒီမှာ exchange ရှိတယ် wallet ရှိတယ်ပေါ့နော်အဲ့ဒီ wallet ထဲကိုခုန exchange ဘက်က USDT တရားဒီ wallet ထဲကိုဒီ exchange ဘက်ကခုနဝယ်လိုက်တဲ့ USDT USDT တရားကို ျွန်တော်တို့ကဒီ exchange wallet ထဲကိုထည့်ကျင်နေဆိုရှင်ဒီ access တွေကိုသွား access တွေကိုသွားပြီးလို့ရှင် receipt ဆိုတာတစ်ချက်နေလိုက် receipt ဒီမှာ receipt ဆိုတာနှိပ်ပြီးလို့ရှင် transfer from binance exchange ဆိုတာရှိတယ်ဒီမှာဟုတ်ပြီနော် transfer from binance exchange ဆိုတာရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့က exchange နဲ့ USDT ကိုဘယ်လိုထည့်မှာလဲဆိုတော့ binance wallet ထဲကိုထည့်ကျင်တာဆိုတော့ transfer from binance exchange ဆိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ပြီးလို့ရှင်ဒီမှာကျွန်တော်တို့ခုနက finding နဲ့မှာရှိနေ USDT တရားဒီမှာလာပြနေမယ်အဲ USDT တရားကိုတစ်ချက်နှိပ်တစ်ချက်နှိပ်လိုက်ပြီးရင်ဘယ်ကနေသွားမှာလဲဆိုလို့ရှင် BME smart chain နဲ့သွားမှာဆိုရင် BME smart chain BB20 ကိုရွေးပြီးတော့သွားရမယ်ပေါ့နော်အဲ့မှာနော် BB20 smart chain BB20 BME smart chain ကိုရွေးလိုက်ရွေးလိုက်ပြီး continue ကိုနှိပ် continue ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ address ကဒါ HTML က address ဖြစ်မယ်ဟုတ်ပြီနော်ဒီမှာ binance smart chain မှာဘလောက်ဘလောက်လွှဲကျင်တာလဲပေါ့ minimum amount ဘလောက်လွှဲကျင်တာလဲဆိုတော့ခုန100လုံးကျွန်တော်ဒီဘက်ကိုထည့်ကျင်တာဖြစ်ကြအောင်100ကိုဒီမှာရွေးပြီးတော့ transfer လုပ်လိုက်ပေါ့နော် transfer လုပ်လိုက်ပြီးလို့ရှိရင် okay အဲ့တော့ from finding wallet ကနေပြီးတော့ to spot wallet spot wallet ဆိုပြီးတော့ transfer လုပ်လိုက်ပါဘောနော်โอเคအဲ့တော့ဒါဆိုရင် funding နေရနေပြီးတော့ကျွန်တော် spot wallet တွေကိုကျွန်တော် transfer လုပ်ပြီးတော့โอเคလုပ်ပြီးဆိုတာနဲ့ဒီမှာ confirm ဆိုတာကိုတစ်ချက်နေလိုက်โอเคအဲ့တော့ withdrawal processing လုပ်နေပြီပေါ့နော် withdrawal processing လုပ်နေပြီဆိုရင် go to binance wallet ထဲကိုတစ်ချက်အရင်ပြန်သွားလိုက် loss ရဒီမှာ၅ချက်ပဲရှိရအောင်နော်ခဏလေးစောင့်ပြီး โอเคဒီမှာဆို105ချက်ဖြစ်သွားပြီပေါ့နော်အာဒါအဆောက်ဘယ်ထုတ်ဖြစ်သွားဆိုအဲ့ chain ထဲမှာဒီမှာဆိုအဲ့အဲ့ chain ထဲမှာကျွန်တော် funding ထဲမှာအာသို့မဟုတ်ကျွန်တော် spot wallet ထဲမှာပတ်စံဒီမှာမရှိတော့ဘူးပေါ့နော်โอเคခဏလေးနော်အဲ funding နဲ့မှာတစ်ချက်ပြန်ကြည့်ကြည့်လိုက် funding နဲ့မှာလည်းကျွန်တော် USDT မရှိတော့ဘူးဒီမှာ spot တဲမှာလည်းအဲကျွန်တော်ရဲ့ spot တဲမှာလည်းကျွန်တော် USDT မရှိတော့ဘူးဟုတ်ပြီနော်မရှိတော့မရှိတော့ဘယ်ရောက်သွားလဲဆိုတော့ wallet ထဲကအာဒီမှာ exchange ရဲ့ဒီမှာ wallet ထဲမှာဘယ်ရောက်သွားလဲဆိုတော့ exchange wallet ထဲကိုကျွန်တော်ရဲ့ USDT ကဒီမှာ100 100ကဒီရောက်သွားတယ်ဒါကကြတော့ကျွန်တော် exchange ကနေပြီးတော့ exchange wallet ထဲကနေပြီးတော့ Binance Binance exchange ကနေပြီးတော့ Binance wallet ထဲကို USDT လွှဲတဲ့ပုံစံပေါ့နော်ဒါကလွယ်လွယ်လေးပါโอเค အဲ့တော့ဒီမှာဆို SSL ကိုပြန်ချိလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ကျွန်တော်ခုနလွှဲလိုက်တဲ့ USDT ရာဒီ wallet ထဲကိုရောက်နေတာဒါကတော့ဒီ crypto တွေသိမ်းတဲ့ wallet ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ပြပြမယ်ဆိုလို့ရှိရင်ဒီမှာ residue ကိုနှိပ်လိုက်နော် residue ကိုနှိပ်လိုက်ပြီးတော့ဟောဒီမှာ transfer from Binance chain အချင်းကနေမှာအာကျွန်တော် USDT ရွေးချင်တာဖြစ်တဲ့ကြောင့် USDT ရွေးတယ်ပေါ့နော်တကယ်လို့ထားချင်တယ်ဆိုရင်တော့ကျွန်တော်ကဘယ်ထဲမှာထားမလဲ spot wallet ထဲမှာကျွန်တော်တို့ရင်အင်းရွှေ့ရအောင်ပေါ့ spot wallet ထဲကို finance ထဲမှာရောက်နေတယ်တပတ်လို့ auto spot wallet လို့ရွှေ့မှာလားဆိုတော့သူကရင်မေးတယ်မေးတော့ခံမှာ confirm လုပ်လိုက် confirm လုပ်ပြီးတော့ဟောနောက်တစ်ချိန် confirm ပြန်တောင်းလို့ရှိရင် ွေးလိုက်လို့ရှိရင် auto သူက spot day က spot day ကိုရောက်သွားမယ် USDT ကအရင် exchange က spot day ကိုရောက်သွားမယ် exchange က spot day ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะဩကျွန်တော်တို့ဟိုဒီမှာ wallet ထဲကိုပြန်ပြီးတော့ transfer ပြန်တုတ်သူက auto ပြန်လုတ်ပေးသွားတာပေါ့เนาะ okay ဒါကြတော့ကျွန်တော်တို့ဒီ exchange ကနေပြီးတော့မပြန်ပြအောင်เนาะဒီ exchange ကနေပြီးတော့ဒီ wallet ထဲကို USDT အာလွှဲပြောင်းနေပါ Okay အခု wallet ထဲကနေမှာ exchange ကိုပြန်လွှဲမယ်ဆိုပါစို့ဟုတ်ပြီเนาะ wallet ထဲက exchange ကိုပြန်လွှဲမယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဒီမှာ SS ကိုနေလိုက် SS ကိုနေပြီးတော့ဘာလုပ်အောင်လဲဆိုတော့ sank ဆိုတာတစ်ချက်နေလိုက် sank ဆိုတာတစ်ချက်နေလိုက်ရှင် transfer to binance exchange တွေ့လားသူကဘိုင်းပြောင်းမြန်ပေါ့ဗျာပြောမှာဆိုလို့ရှင်အဲအဲ့တော့ transfer to binance exchange ဆိုတော့ဒီ binance ကဲ wallet ထဲကနေမှာ exchange တွေကိုပြန်ရွှေ့ချင်တာလို့သူကမေးမေးရတဲ့ပုံနော်အဲ့တော့ transfer to binance exchange ဆိုပြီးတော့တစ်ချက်ရွေးလိုက်မယ်ဘယ်ဟာကိုရွှေ့ချင်တာလဲဘယ် crypto ရွှေ့ချင်တာလဲဆိုတော့ USDT ဆိုရင် USDT ကိုရွေးလိုက်မယ်ဟုတ်ပြီနော် USDC ကိုရွေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနော် wallet address ရှိမယ်ပြီးရင်ဒီမှာအာ Binance Cash Spots and Finance account ဆိုတာရှိမယ် address ရှိမယ်ဒါတူတူ auto ရွေးထားပြီးသားကျွန်တော်တို့ wallet အဲ့တော့ဘာ token လွှဲချင်တာလဲ USDC လွှဲချင်တာ amount ဘယ်လောက်လွှဲချင်တာလဲဆိုတော့အကုန်လုံး maximum ဖြစ်တဲ့အတွက်ကြောင့်အကုန်လွှဲလွှဲပြီးတော့ continue နေလိုက်အဲ့တော့ဘာဘာပြန်ဖြစ်သွားမလဲဆိုတော့ကျွန်တော်ရဲ့အဲဒီ US Binance wallet ထဲမှာရှိတဲ့ USDC ကဘယ်တော့ပြန်ရောက်မလဲဆိုတော့ exchange နဲ့ပြန်ရောက်မှာဒါအပြန်အလှန်လွှဲတဲ့ပုံစံပေါ့နော်အဲ့တော့ဒီမှာ Binance Baby Special Network fees ကဘယ်လောက်ပြဘာဘာဘယ်လောက်ပြရမလဲဆိုတော့ fee free ပဲတော့တပြားမှပေးစရာမလိုဘူးဟုတ်နော်အာ BNB တပြားမှပေးစရာမလိုဘာကြောင့်လဲဆိုတော့ဒီ BNB chain အဲ network ကိုတုံးထားတဲ့အကြောင်း BNB 20 network ကိုတုံးထားတဲ့အကြောင်းကျွန်တော်ပေးစရာမလိုပြီးရင် confirm နေလဲပေါ့နော် အဲ့တော့ face နဲ့ကျွန်တော်တို့ face ID လောက်တိုင်း face ID နဲ့အဲကျွန်တော်တို့ရအောင် transition submitter ဖြစ်သွားပြီ okay ဒီမှာဆိုလို့ရှိရင်လည်းဘာဖြစ်သွားပြီလဲဆိုတော့ဒီမှာ wallet ထဲမှာကျွန်တော်ရဲ့ဒီ wallet ထဲမှာ access ထဲမှာဒီမှာ USDT မရှိတော့ဘယ်လိုရောက်သွားမလဲဆိုတော့ကျွန်တော်တို့ exchange ကိုတစ်ချက်ပြန်သွားကြည့်မယ်နော် exchange ကိုတစ်ချက်နေလိုက်အဲ့ဆို Binance exchange နဲ့ပြန်ရောက်သွားပြီဒီမှာဆိုလို့ရှိရင်လည်းဒီမှာ email တက်လာပြီပေါ့နော်အဲ့တော့ Binance exchange ထဲမှာ sorry Binance exchange ရဲ့ access tag ကို access tag ကဒီမှာဆိုလို့ရှိရင်ခဏလေးနော်ခဏလေးမရောက်လာသေးဘူး okay ဒါဆိုလို့ရှိရင် USD deposit successful ဖြစ်သွားပြီ okay အဲ့တော့ refresh လုပ်လိုက်ပေါ့နော် refresh လုပ်လိုက်လို့ရှိရင်ဒီမှာ spot wallet ထဲမှာဒီမှာ total USD 100ကဒီမှာရောက်လာပြီပေါ့နော် okay ဒါလေးကတော့ကျွန်တော် Binance Binance exchange to wallet နဲ့ wallet wallet to Binance exchange USD အပြန်အလှန်လွှဲနေကိုကျွန်တော်ဒီမှာ knowledge sharing နဲ့မျှော်ပြပြဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်